မီကီမူဆူမက်ချီကြောင့် BJJ ပြိုင်ပွဲကိုပါထည့်သွင်းကျင်းပလာခဲ့ရပြီဖြစ်တဲ့ UFC ပေးသမျှလုံးမဲ့မင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မီကီမူဆူမက်ချီကိုပေးသမျှလည်းတည်ထားကြပြီသားဖြစ်မှာပါ BJJ တခုတည်းကိုပဲတည်တံ့ကစားခဲ့တဲ့သူဖြစ်ပြီး1ချန်ပီယံရှစ်မှာတုန်းကလည်းချန်ပီယံကပတ်ပိုင်ရှင်တယောက်ဖြစ်ခဲ့ပါတယ်ချက်ထရီနဲ့ပြည်ထနာတွေအကြီးအကျယ်တက်ခဲ့ပြီးတဲ့နောက်အခုချိန်မှာတော့မက်ကီမီဆူမက်ချီက UFC ကိုပြောင်းရွှေ့ရောက်ရှိနေပြီဖြစ်ပါတယ် မူဆူမချီက BJJ ဘိုင်းမှာတော့ပြိုင်ပွဲမရှိဆရာတစုဖြစ်ပြီးသူ့ကိုရှင်ပြိုင်နိုင်တဲ့ကစားသမားတွေမရှိတလို့ဖြစ်ခဲ့ပါရီအခုဆိုရင်မူဆူမချီကြောင့်ပဲ UFC ကသူရဲ့ promotion မှာ BJJ ပြန်ပွဲတရက်ကိုထပ်မံတိုးချဲ့ပြီးကျင်းပပြုလုပ်သွားဖို့စီစဉ်လာခဲ့ပြီပဲဖြစ်ပါရီမူဆူမချီက2024နိုဝင်ဘာမှာ1ကနေ UFC တန်ပြောင်းရွှေ့လာခဲ့ပြီး UFC Fightback International 9မှာပထမဆုံးပွဲစဉ်ဖြစ်ဖိလစ်ပီးမှာ Charo နဲ့ရှင်ပြိုင်ခဲ့ရပြီးအနိုင်ရရှိခဲ့ပါရီ သူရဲ့ထူးခြားတဲ့ပင်ကိုဇိုက်နဲ့ VJJ ကျွမ်းကျင်မှုကြောင့် UFC ဟာ VJJ ကိုပုံမအလေးပေးလာခဲ့ပြီး2025ဇွန်25မှာကျင်းပမယ့် UFC Brazilian Jiu-Jitsu ONE ပြိုင်ပွဲကိုစတင်ကျင်းပခဲ့ပါတယ်။ဒီပွဲမှာ Matsumachi ဟာ Brazil Fighter Gabriel နဲ့ Bantamweight Champion ကပတ်အတွက်ရှင်ပြန်ရမှာဖြစ်ပြီးဒါဟာ UFC ရဲ့ VJJ ပြိုင်ပွဲတမိုင်းမှာပထမဦးဆုံး Champion ဆုလည်းဖြစ်ပါတယ်။ UFC ဟာ Matsumachi ရဲ့လွှမ်းမိုးမှုနဲ့ဆွဲဆောင်နိုင်မှုကြောင့် VJJ ကိုပင်မအားကစားတစ်ခုအပြည့်အမြင့်တင်ဖို့ရင်းနှီးမြှုပ်နှံမှုတွေလှုံ့ဆော်လို့နေပါတယ်။ UFC VJJ ေ Road to the Titans ရဲ့ reality show ကိုထုတ်လွှင့်ဖို့ပြင်ဆင်နေပြီဖြစ်ပြီးမူဆူမချီကနေပြဖြစ်ပါဝင်သွားမှာပါ။ ဒီလိုမျိုး UFC ရဲ့ယင်းနှိမ့်မြုံနယ်မှုတွေဟာမူဆူမက်ချီရဲ့နာမည်ကုန်တဲ့ရင်နဲ့သူ့ရဲ့ BJJ ကိုကဘာပရိသတ်ထံပုံမရောက်ရှိစေတဲ့စွန့်ရည်ကြောင်းလို့လည်းဆိုနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့လွှမ်းမိုးမှုဟာ BJJ ခန္ဓာမှာသာအာယုံဆိုင်ထားပြီး MMA လိုမျိုးအခြားနယ်ပယ်တွေမှာသူ့ရဲ့အကျိုးသက်ရောက်မှုကလောလောဆယ်အကန့်အသတ်ရှိသေးတယ်လို့ပြောရမှာပါ။ဘယ်လိုပဲဖြစ်ဖြစ်မူဆူမက်ချီက UFC ကိုပြောင်းလဲမှုတွေဖြစ်စေခဲ့တဲ့ fighter တယောက်လို့တောင်ဆိုချင်ပါတယ်။မူဆူမက်ချီက1မှာ flyweight submission grappling champion ဖြစ်ခဲ့တဲ့သူဖြစ်ပြီး IBJJF ကဘာ champion ဆုကို၅ချိန်ရရှိထားတဲ့ American တူဦးဖြစ်ပါတယ်။ သူရဲ့ niche နဲ့ပိုင်းဆိုင်ရာကျွမ်းကျင်မှုဥပမာ he who full lock တွေနဲ့ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ပင်ကိုစေရိုက်ဥပမာသူရဲ့ပေါ်ပါတဲ့ဟာသညံနဲ့စိတ်အားထက်သန်မှုတွေက UFC ရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။2024နှစ်ဝင်ဘာမှာ UFC Fight Pass Invitational နဲ့9မှာမာချာဒိုကိုနိုင်ရရှိခဲ့တဲ့သူရဲ့ပထမအဦးဆုံးပွဲစဉ်ကပရိသတ်အာယုံဆိုင်မှုကိုတည်တည်တသာရရှိခဲ့တယ်လို့ H-Sport တွေမှာဖော်ပြလို့ထားပါတယ်။ UFC ကသူရဲ့ Fight Pass platform ကိုအားပြည့်ဖို့ BJJ ပြိုင်ပွဲတွေကိုအသုံးပြုနေပါတယ်။ကမ္ဘာ့စဉ်ကစားသမားတဦးရဲ့ပါဝင်မှုက BJJ ပရိသတ်တွေကို Fight Pass တန်ဆွဲဆောင်နိုင်ပြီးစည်ရင်းသွင်းသူ ဥယျာဉ်တိုးလာစေဖို့အထောက်အကူဖြစ်စေတယ်လို့ ESPN MMA မှာဖော်ပြထားပါတယ်ဝမ်ဘာတုံးကမိုဆူမချီရဲ့ပွဲစဉ်တွေမှာရရှိခဲ့တဲ့ကြီးစုနှုံမြင်မမှုကလည်း UFC ကို BJJ ပြိုင်ပွဲတွေမှာရင်းနှီးမြှုပ်နှံဖို့တွန်းအားပေးခဲ့ပါတယ်။ဒါကြောင့်မိုဆူမချီဟာ UFC မှာ BJJ ပြိုင်ပွဲတွေတိုးချဲ့ကျင်းပဖြစ်ဖို့အဓိကတွန်းအားတစ်ခုဖြစ်ခဲ့တယ်လို့တော့မှပြောလို့ရပါတယ်။ သူမပါဝင်ဖြစ်ခဲ့ရင် UFC အနေနဲ့ BJJ ကိုဒီလောက်ထိအလေးနက်ထားပြီးချန်ပီယံကပတ်ပွဲတွေစတင်ဖို့အလင်းစလုံးမလုပ်ဆောင်ဖြစ်တော့ပါဘူး။အမေရိကန်မှာ BJJ ပြိုင်ပွဲတွေအောင်မြင်နိုင်ပါမလား။ American ပရိသတ်တွေဟာ MMA ကိုပုံမသဘောကျတတ်တာအမှန်ပါပဲ။ UFC ရဲ့ပင်မအာယုံဆိုင်မှုက MMA ဖြစ်ပြီး BJJ ဟာနင်းစနစ်ပိုင်းဆိုင်ရာပိုပြီးအာယုံဆိုင်ရတဲ့အားကစားဖြစ်တာကြောင့်အောင်မြင်မှုရရှိဖို့စိန်ခေါ်မှုတွေရရှိနိုင်ပါတယ်။ဒါပေမဲ့ BJJ ပြိုင်ပွဲတွေ American မှာအောင်မြင်နိုင်ဖို့လားလာရှိနေပါတယ်။ဒါပေမဲ့ BJJ အောင်မြင်ဖို့အထောက်အကူဖြစ်နိုင်တဲ့အချက်တွေတော့ရှိနေပါတယ်။ Musume Machi က American တူဦးဖြစ်ပြီးသူ့ရဲ့ပေါ်ပါ ားတဲ့ပင်ကိုဇိုက်နဲ့ပရိသတ်နဲ့ဆက်သွယ်နိုင်မှုကအမေရိကန်ပရိသတ်တွေကို BJJC ဆွဲဆောင်နိုင်ပါတယ်။သူရဲ့ One Championship ပွဲစဉ်တွေမှာကြီးရှင်လို့မြင်မာခဲ့တာကလည်းသူ့မှာပရိသတ်အခြေခံရှိပြီးသားဆိုတာကိုပြသပါတယ်။အခုနောက်ပိုင်းမှာတော့အမေရိကန်မှာ BJJ ဟာ MMA ရဲ့အဓိကအစိတ်အပိုင်းတစ်ခုအဖြစ်လူသိများလာပြီး BJJ Academy တွေတိုးပွားလို့လာနေပါတယ်။ UFC Fighters မှာ BJJ ပြန်ပွဲတွေကပရိသတ်အနည်းငယ်ကိုဆွဲဆောင်ထားပြီးသားဖြစ်တာကြောင့်မူဆူမက်ချီလိုကျယ်ဝင်တဦးရဲ့ပါဝင်မှုကဒီပရိသတ်အခြေခံကိုပုံမှုချဲ့ထွင်နိုင်ပါတယ်။ USCR BJJ ကိုပုံမရေပန်းစားအောင်လှုပ်ဆောင်နိုင်ဖို့ USC BJJ Produce the Title လို့ Reality Show တွေနဲ့ဈေးကွက်ဖန်တီးလို့နေပါတယ်ဒီလိုရင်းနှီးမြှောက်နှံမှုတွေက MMA ကိုစိတ်ဝင်စားတဲ့ပရိသတ်တွေတဲကတချို့ကို BJJ စီဆွဲဆောင်နိုင်ပါတယ်ဒါပေမဲ့ American ပရိသတ်တွေဟာ MMA ရဲ့ရင်ကုန်စရာကောင်းတဲ့ထိုးကျိမှုတွေနဘန်းတက်ပြတ်မှုတွေကိုပုံမသဘောကျတတ်ကြပါတယ် BJJ ကနေ့စနစ်ပိုင်းဆိုင်ရာပုံမအောင်ဆိုင်ရပြီးပုံမှန်ပရိသတ်တွေအတွက်နားလည်ဖို့ခက်ခဲနိုင်ပါတယ် MMA ပွဲတွေလိုကြီးကြီးမွန်းမွန်းမြင်မာဖို့ BJJ အနေနဲ့ရင်ကုန်စရာကောင်းတဲ့ပြီးဆုံးမှုတွေဥပမာ Submission ပိုင်းတို့မျိုးကိုပုံမဖန်တီးနိုင်ဖို့လိုအပ်ပါတယ် BJJ ကြီးကြီးအား MMA လောကထဲမှာအဓိကစိတ်ပိုင်းတစ်ခုဖြစ်ပေမဲ့တီးတက်အားကစားတစ်ခုအနေနဲ့ပေးသက်အခြေခံကတော်တော်လေးကိုနှဲပါပါတယ်။ EBI လို့ပြိုင်ပွဲတွေက Fibers မှာအောင်မြင်မှုတချို့ရရှိခဲ့ပေမဲ့ USC PPB ပွဲတွေလိုကြီးရှိမှုနှုန်းကိုမရှင်းနိုင်သေးပါဘူး။မူဆူမချီတူးတနဲ့တင်ဒီပေးသက်အခြေခံကိုတည်တည်တသာတိုးလာဖို့ခက်ခဲနိုင်ပြီးအခြား BJJ ကျယ်ပွင့်နေရဲ့ပုံဝင်မှုလည်းလိုအပ်နိုင်ပါတယ်။ BJJ ပြိုင်ပွဲတွေရဲ့စီးမင်းတွေဟာပုံမှန်ပေးသက်တွေအတွက်ရှုပ်ထွေးနိုင်ပါတယ်။ဥပမာအမှတ်ပေးစနစ် Club Bowling လို့နေစနစ်တွေက MMA ပွဲတွေလိုရိုးရှင်းပြသမှုမရှိတာကပေးသက်ဆွဲဆောင်မှုကိုထိခိုက်နိုင်ပါတယ်။ UFC နေနဲ့ ီဂျေဂျေပြိုင်ပွဲတွေကိုပုံမရင်ခုန်စရာကောင်းအောင်စီးမြင်ပြင်ဆင်မှုတွေဥပမာ submission only formats တွေလိုမျိုးလှုပ်ဆောင်နိုင်ဖို့လိုအပ်နိုင်ပါတယ်ဘလိုပဲဖြစ်ဖြစ်ဒန်နာဝိုက်ကဒီလောကထဲမှာကျင်းလည်နေတာနှစ်30ကျော်ပါပြီဒီတော့ဒန်နာဝိုက်စီမှာလည်းဒီအတွက်အကြံဉာဏ်ကောင်းတွေရှိလိမ့်မယ်လို့ယူဆမိပါတယ်ပေးသက်များကရောဘလိုထင်မြင်ယူဆမိကြပါသလဲအဆုံးတိကျကျပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်